ကဘာလက်ခီးတဲ့ခုနှစ်ဦးလိုက်ပါလာတဲ့ခဲအောင်စူပါကတ်စတန်ကားတစီးဟာမေလ12ရက်နေ့ညနေပိုင်းကလမ်းဘေးကျော်ညာဆိုင်မုတ်တိုင်ကိုအရှိန်မထိန်နိုင်ပဲဝင်ထိုက်မိရမှာရေမောင်းအပါဝင်ခီးတဲ့နိုင်ငံသား၅ဦးဒဏ်ရာရရှိခဲ့မှုပကံညာဦးမှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ရေမတော်တဆဖြစ်မှုကြောင့်ရေမောင်းမှာနှစ်ဖူးပေါက်ပြဲဒဏ်ရာရေမောပါလာတဲ့အိန္ဒိယနိုင်ငံသားမှာရာလမောင်းရိုးကျိုးတဲ့ဒဏ်ရာကနေဒါနိုင်ငံသူတဦးမှာနှစ်ဖူးပေါက်ပြဲဒဏ်ရာအမေရိကန်နိုင်ငံသူနှစ်ဦးမှာမျိုးလုံးအောက်ပုံးပဲဒဏ်ရာရာဒူးပွန်းဒဏ်ရာလမောင်းနာကျင်ဒဏ်ရာ ခြေသလုံးပွန်းဘက်တံရရရရှိခဲ့ပြီးအင်္ဂလန်နိုင်ငံသူအမ်မာမှာရာခြေသလုံးနဲ့ဝဲထူပွန်းဘက်တံရရရရှိခဲ့တာဖြစ်ပါတယ်။ထိုင်ဝမ်နိုင်ငံသားတအူးနဲ့ကနေဒါနိုင်ငံသားတအူးကတော့ထိခိုက်တံရရရှိမှုမရှိဘူးလို့သိရပြီးတခြားတံရရတဲ့နိုင်ငံသားတွေကတော့ပြင်ပလူနာတွေဖြစ်တယ်လို့ရဲတပ်ဖွဲ့ဝင်တအူးကပြောပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးရင်မောင်းဖြစ်သူကိုညောင်မြုတ်ရဲစခန်းမှာယင်ပ16မြင်းဆောင်2019ရာသတကြီးပုံမှ338မြင်းဆောင်338အရအမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။